ိုးရသစ်လက်ထက်လွှတ်တော်အစည်းအဝေးတွေကျင်းပခဲ့တဲ့တန်တန်းတျောက်ဇူလိုင်လ18ရက်နေ့မှာကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးခိတ္တရနာချိန်မှာဗိုလ်ချုပ်အောင်ဆန်းရဲ့မိခွန်းကိုပထမဆုံးချိန်ဖြစ်ထုတ်လွှင့်ပြသခဲ့ပါတယ်။ဒီလိုပြသရမှာဗိုလ်ချုပ်အောင်ဆန်းရဲ့တိုင်းပြည်ပြည်သူလွှတ်တော်အစည်းအဝေးမြို့တော်ခမ်းမမှာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်တွေနဲ့ပတ်သက်ပြီးပြောကြားခဲ့တဲ့မိခွန်းတွေကိုထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ အခုလိုဗိုလ်ချုပ်အောင်ဆန်းရဲ့မိခွန်းတွေကိုလွှတ်တော်စည်းဝေးခိတ္တနာချိန်မှာ ထုတ်လွှင့်ပြသမှုကိုလွှတ်တော်ကိုယ်စားလှယ်တွေကလည်းကြိုးစို့ဂုဏ်ပြုခဲ့ကြပါတယ်။ The both the that give you promise လို့ရှိရင် Thank you ပြုလို့လွှတ်တော်ဆိုတာဘာအတွက်ပေါ်ပေါက်လာလဲလို့ရှိရင် Thank you ရဲ့တစ်သေးဖို့ Thank you ဒီနိုင်ငံတွေဒီထောင်ဖို့အတွက် ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့အဲ့လိုသဘောတရားကရှိဘိုးကျောင်းဆန်းရဲ့မိန်ကွန်းကိုအစီဝေခတနာချိန်မှာထုတ်လွှင့်ပေးမှုဟာလွတ်တော်ကိုယ်စားလှယ်တွေတောင်းဆိုမှုမရှိထားတဲ့အပြင်ကြိုတင်ကြေညာမှုပြုလုပ်ထားခြင်းမရှိတာကြောင့်အခုလိုလှက်လိုက်လဲလဲဂုဏ်ပြုပေးမှုကိုအယံဝန်တာကြည်နူးပီတီဖြစ်ရတယ်လို့လွတ်တော်ကိုယ်စားလှယ်ဒေါက်တာမျက်ညာနာဆိုးကပြောပါတယ် ဗိုလ်ချုပ်မိန့်ခွန်းမှာပါဝင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လွှတ်တော်နာကျင်းကိုဒေတာကိုပြန်ပြီးဘာတွေလောက်ကင်တင်နေဆိုတဲ့အကြောင်းအရာဟာလွှတ်တော်ကိုယ်စားလှယ်တွေအတွက်မှတ်သားစရာဖြစ်ခဲ့တယ်လို့သိရပါဗျ။